ိုးဆုံးဟာကျွန်တော်တို့နေမြေထဲမှာကာလန်ဖောက်ချလာတဲ့ဟာတကယ်အတွင်းမင်းဟော့အတွင်းမင်းအထိကာလန်ဖောက်စရာတပြည်လုံးမှာဖောက်ပါလားနေရာတလောက်များနေတာမဖောက်ခြင်းမဲအဲ့ဒါကိုကျွန်တော်ပြောရတာကျွန်တော်တို့ဘလောက်ထိခံရခဲ့အောင်ပြောသလဲဆိုတော့ဒါစီဝေခွဲထဲမှာငါတို့လုပ်ချင်တာလုပ်မယ်တဲ့ဘာဖြစ်လို့ဆိုတော့ငါတို့အင်အားမရှိမပြည့်မစုံတဲ့အချိန်မှာသူပြောသူညွှန်းစာ facility တွေပြည့်စုံမရှိတဲ့အချိန်မှာတော့မင်းတို့အခိုင်ခန့်နေစားတကြောမှာရှိတဲ့မင်းတို့စခန်းတွေပါတယ်ငါတို့တက်သိမ်းလို့ရတယ်ပဲ။ အခုဆိုရင်ငါတို့မှာ facility တွေအပြည့်စုံရှိတယ်သူပြောချင်တာငါကဘာမှာဟောအမှတ်36လား39လားအစ်လောက်ရှိတယ်တက်ကြီးတစ်ခုတော့ကိုကငါတို့လုတ်ချင်တာလုတ်လို့ရတယ်ကွာဆိုပြီးတော့အဲ့လိုချုံမွေးမွေးပြောတာဗျအော်တော်တော်လေးတော့ခံရခဲ့တယ်အဲ့ဒါဆွေးနွေးပွဲကဒီလိုဆွေးနွေးပွဲရင်းကျွန်တော်တို့ကြုံခဲ့ရတယ်။ဘာပဲဖြစ်ကျွန်တော်တို့ကတီးခံပြီးတော့ဒီညဉ့်ညံ့ရေးဖြစ်စဉ်တစ်ခုလုံးကို အပြတ်မခံမနဲ့ကျွန်တော်ဆက်ပြီးတော့ကြိုးစားလာတဲ့ခါမှာဆင်လိုက်ဆင်လိုက်ပေါ့နော်။ရာရီရဆိုင်တာအစကျွန်တော်တို့ပြန်ပြီးတော့ဝင်လာတယ်။ငှက်ဖြာယောဂဟာဆိုရင်လူနာရဲ့အတန်အတရဲ့ကိုထိခိုက်စေနိုင်တဲ့ကုသယောဂတစ်ခုဖြစ်ပြီးတော့ပလက်စမိုဒီယန်လို့ခေါ်တဲ့ကဘာကောင်းကောင်းဖြစ်တဲ့ယောဂတစ်ခုဖြစ်ပါရည်။အဲ့ဒီယောဂပိုးကိုတည်ဆောင်ထားတဲ့အနော်ဖလီချင်မာကြိုက်ခံရတာကနေတဆင့်ကူဆက်လာတာဖြစ်ပါတယ်။ငှက်ဖြာယောဂလက္ခဏာတွေကတော့အဖျားတက်ခြင်း၊ချမ်းခြင်းနဲ့တုန်ခြင်း၊ကောင်းကြိုက်ခြင်း ကြွက်သားနဲ့အစ်စ်များနာကျင်ချင်းမောပန်းချင်းနဲ့နှုံချင်းပြုတ်ချင်းအန်ချင်းဘိုက်အောက်ဘိုက်နာချင်းပွမ်းသွားချင်းတို့ဖြစ်တတ်ပါရဲ့အထက်ပါယောဂလက္ခဏာများခံစားရပါကငှက်ဖြားယောဂပူးရှိမရှိသွေးဖောက်စစ်ဆေးပြီးစောစီးစွာထိရောက်တော်ကူတာမှုခံယူဖို့လိုပါရဲ့ ကရင်အမျိုးသားအစည်းအရုံးခင်အယူကတနိုင်ငံလုံးအပြစ်ခတ်ရဆက်ရေးသဘောတူစာချုပ် MCA လမ်းကြောင်းပေါ်ရှောက်လွန်နေတဲ့ကာလအတွင်းငင်းချင်းရေးဆွေးနွေးပွဲတွေမှာဆေအစုကခင်အယူပေါ်ဘလောက်အထိရည်ရည်တည်တည်အထက်စီကနေပြောဆိုဆက်ဆံခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးခင်ယူပြောရေးဆိုခွင့်ရှိသူဘရိုဆော်တော်နင်းကပြောပြသွားတာပါ2018ခုနှစ်ကခင်ယူထိတ်ချုပ်နေမျိုးတွေဖြစ်တဲ့တမဟာ9နဲ့တမဟာ3နေမျိုးတွေမှာဆေအစုကကားလမ်းဖောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးခင်ယူနဲ့ဆေအစုအကြားပြိပခါဖြစ်ပွားခဲ့ပါတယ် MCA စချုပ်လက်မှတ်ရေးထိုးပြီးသုံးနှစ်အကြာမှာပဲစစ်အုပ်စုနဲ့အမည်မတူတာတွေသဘောထားကွဲလွဲတာတွေရှိလာတဲ့အတွက် KNU ဘက်က MCA စချုပ်ကို2018ခုနှစ်မှာယာယီရပ်ဆိုင်ခဲ့ပါတယ်။ထူးထူးဖြစ်ရာဒီ NCA ရေးမှတ်လက်မှတ်ရေးထိုးပြီးတဲ့သုံးနှစ်မြောက်မှာသူကဟောဟော တခုဒီတော့တတ်မတော်ရှိရမယ်ဆိုပြီးတော့အဲ့ဒီဟာကိုတင်လာတဲ့အခါမှာကြာသူ့ရဲ့သဘောရိုးอ่ะကွာညဉ့်ဉန်းတီဆောက်မှာတဲ့ကျွန်တော်တို့ KNU ကိုလက်နဲ့ဖြုတ်သွင်းဖို့ဆိုသူကအဲ့ဒါပဲစဉ်းစားနေတာတခြားဘာကောင်းတော့မှဘာမှမရှိဘူးအဲ့ဒါကိုလှုပ်လာတဲ့အခါကျတော့ကျွန်တော်တို့ကလုံးဝဒါကတော့ညဉ့်ဉန်းလန်းနေတော့လုံးဝသွေးဖြီသွားပြီဆိုတော့2018မှာကျွန်တော်တို့ကယာယီရဆိုင်ပြီးတော့တခါလေအပြင်ကိုထွက်လိုက်အဲ့ဒီထွက်လိုက်တဲ့အခါမှာအပြီးပံထွက်တာမဟုတ်ဘူးလမ်းကြောင်းမှန်ပြန်ရောက်ရေးအတွက်ကျွန်တော်တို့အစိုးရနဲ့ပြန်ပြီးတော့ဒီအဲ့ဒီအချိန်ကာလက NLD အစိုးရလက်ထက်ကိုကျွန်တော်တို့ ဝရုံเนาะသူစစ်တပ်ကိုယ်စားလှယ်နဲ့ပါပါတယ်ဒါအဲ့ဒီဥစ္စာပေါ့တော့ရှစ်ကြိမ်မြောက်เนาะဒီအလုတ်သဘောနဲ့ပြန်ဆွေးနွေးကျွန်တော်တို့ကိုယ်နိုင်လည်းပါတယ်အဲ့ရှစ်မြောက်ဆိုပြန်ပြီးတော့တက်မှတ်လာတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့2020မှာပြန်ပြီးတော့ဟိုစီဝေးထိုင်တဲ့အခါမှာရတင်ရထိုက်တဲ့ဟိုတချို့ပေါ့เนาะအလုံးမရသည့်တိုင်အောင်သဘောတူညီမှု Union Accord 3ဆိုတဲ့ဟိုသဘောတူညီချက်ပြည်တော်စုသဘောတူညီချက်အမှတ်3ကိုတော့ကျွန်တော်တို့ရခဲ့တယ် ဆီယိုစုရဲ့အကြီးအကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့အော်တိုဘားလ15ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ MCA ဆနစ်ပြည့်အခမ်းအနားမှာအခုလိုမိန့်ခွန်းပြောဆိုခဲ့ပါတယ်။ကျွန်တော်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့သဘောထားကွဲလွဲမှုတွေနဲ့နိုင်ငံရေးပြဿနာတွေကိုလက်လက်ကန်လားစီနဲ့ဖြေရှင်းနေခြင်းဟာမှန်ကန်တဲ့လမ်းကြောင်းမဟုတ်ပါဘူး။ပြည်ပကားတွေပုံမှုများပြားလာနေပြီးရည်ပန်းချက်နဲ့အလှမ်းဝေးစေမှလည်းဖြစ်ပါတယ်။ဒါကြောင့်လက်လက်ကန်ပြည်ပကားကို လက်နက်နဲ့မဖြေရှင်းပဲနိုင်ငံရေးကြီးမှုအသည့်ဖြစ်တဲ့တွဲဆိုဆွေးနွေးခြင်းနဲ့သာဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်အမျိုးသားစီလူရေးညီညွတ်ရေးနဲ့ငင်းကြိုင်းဖော်ဆောင်မှုဗဟုကော်မတီလုပ်ငန်းကော်မတီနဲ့ညှိနှိုင်းရေးကော်မတီတို့ကိုဖွဲ့စည်းခဲ့ပြီးငင်းကြိုင်းဖိတ်ခေါ်ကမ်းလှမ်းကငင်းကြိုင်းဆိုင်ရာလုပ်ငန်းတွေကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ် စေအုပ်စုကငင်းချင်ရည်နဲ့ပတ်သက်ပြီးခင်ယူကိုတရားဝင်ကံလန်ကြီးနိုင်တာမျိုးတွေနဲ့ MCA ဆက်နှစ်ပြည့်ပွဲအတွက်တရားဝင်ဖိတ်ကြားတာမျိုးရှိလားဆိုပြီးခင်စီကင်းတင်ဌာနကခင်ယူပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီနဲ့တည်သက်အင်တာဗျူးတစ်ခုမှာမေးမြန်းခဲ့ပါတယ်ခိုးရောင်ဟိုလေးရှောက်တော့ဖိတ်တဲ့ဟာတွေညှိတာရှိတယ်။ဟိုကျွန်တော်လောကနားမထောင်ရတာရှင်းရင်ပဲအဲနှစ်နှစ်သုံးနှစ်ကြော်လာတဲ့ခါမှာသူတို့အဲ့လိုလာပြီးတော့ချင်းကားတဲ့ဟာတော့မကြောက်ဘူးမကြောက်တော့ဘူး။လှုပ်လည်းမရတော့ဘူးကျွန်တော်ပျော့ပျော့သွားသွားပဲ ကျွန်တော်ဆွေးနွေးကြရှိဆွေးနွေးတယ်ဒါပေမဲ့ဆွေးနွေးတဲ့အောင်မင်းကောင်းမှုမလုပ်ဘဲထောက်ရနာသိအဲ့လိုအချိုးမျိုးတော့ကျွန်တော်တို့ဘလို့မှလက်ခံလို့မရတော့ဆိုတော့အဲ့ဒါပြတ်သွားပြီရှင်းရတော့အခုတည်းကတော့ဘာမှလည်းသူကသူထားလောက်တာပဲရှိတယ်သူကယူလို့လို့ကြောင်းတယ်လို့နဲ့သူကလို့လှုပ်နေတဲ့အပိုင်းတော့လှုပ်နေတာပဲဆက်လှုပ်နေတာပဲကျွန်တော်တို့ကိုဖိတ်တာတော့မရှိတော့ဘူးအဲ့ဒါစကောင်းဆောင်မြောင်းလိုက်က MCA ဆက်နှစ်ပြည့်အခမ်းအနားမှာမိခွန်ပြောဆိုပြီးနောက်7မိနစ်အချိန်ယူကအခုလိုထမှန်ပြောဆိုခဲ့ပါသေးတယ် ကျွန်တော်ကိုရဲကျွန်တော်ရဲ့ဆန္ဒကတိုက်ပြီးအေးချမ်းပြီးတော့မှတူတက်ခြင်းနဲ့တိုက်ပြီးဖြစ်ခြင်းတယ်ဘာလို့ကျွန်တော်နှောက်ကြချင်ခဲ့ရလဲဒါကြောင့်ဖြစ်နေတာကျွန်တော်ဘက်လုပ်ပေးမယ်တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဒါဖြစ်နေတာကိုပဲပြောဖို့လောက်ကြဖို့ဒါပြောခြင်းပါမဖြစ်နေတာလည်းရှောက်ပြောပြီးတော့မှအလုပ်နေလို့မရပါဘူးဟမ်ဒါကြောင့်ကျွန်တော်တို့ဒါကိုလေအဲ့ဒါ ဥတိကျမှန်ကန်သာနဲ့လုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်။ခင်ယူဘက်ကတော့သူတို့တောင်းဆိုတဲ့အချက်၃ချက်ကိုစို့စုဘက်ကလက်ခံမယ်ဆိုရင်ချက်ချင်းဆွေးနွေးပွဲဆောင်မယ်လို့တရားဝင်ပြောဆိုထားပါတယ်။အများများစစမပြောဘူး6ချက်ပေါ့နော်အများကသိတဲ့6ချက်ဒါပေမဲ့အဲ့ဒါ6ချက်ကိုခြုံလိုက်တဲ့ခြုံလိုက်ဥစားပြန်ပြီးတော့ခြုံလိုက်တဲ့အခါမှာ3ချက်ပဲရှိတယ်တစ်တစ်ချက်ကစစ်တပ်နိုင်ငံရေးကလုံအောင်ထွက်ဒုတိယတစ်ချက် Federal Democracy အခြေခံနဲ့ဖွဲ့စည်းပုံအခြေခံဦးလို့ရေးဆွဲနော်နောက်ဆုံးတစ်ချက် ကျူးလွန်ခဲ့တဲ့မြတ်ပြန်ပြီးတော့တန်ဝန်ခံဒါပဲရှိတယ်ဒီသုံးချက်လက်ခံပြီးဆိုကျွန်တော်စကားပြောမယ်ပြောမယ်ဆိုရင်လည်းနိုင်ငံရေးစကားလုံးဝမပြောတော့ဘူးစစ်တပ်ပြုပြီးပြောင်းလဲပဲလုပ်တော့မယ် professional စစ်တပ်ဖြစ်ရမယ်လူတို့ကိုအကာအကွယ်ပေးတဲ့စစ်တပ်ဖြစ်အောင်မယ်အဲ့ဒါကိုလုံးဝပြုပြီးပြောင်းလဲမယ်ဒါကိုဆွေးနွေးမလားဆွေးနွေးမယ်ကြံတဲ့ဟာလားဆွေးနွေးမယ်ပြောစရာကိုမရှိတော့ MCS နှင့်ပြည်အခမ်းအနားကျင်းပနေချိန်မှာတော့လက်တွေ့မြေပြင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဒါပေမဲ့စစ်ကောင်စီမီအောင်လိုင်းရဲ့ MCS နှင့်ပြည်မိတ်ခွန်ကိုကောက်ချက်ချကြည့်ရင်တော့နိုင်ငံတကာအတိုင်းအဝိုင်းရှေ့မှာသူကအတန်ကောင်းဟစ်လိုက်တာပါ။သူတို့နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အဖွဲ့တွေကိုသူတို့ဘက်ကအောက်ကျခံဖိတ်ကြားခဲ့တဲ့ဆိုတဲ့ပုံစံမျိုးကိုရုတ်လုံသွင်းဖော်ပြလိုက်တာပါ။